ဲ့တော့ကျွန်တော်တို့က infectious disease တွေ ဖြစ်ပေါ်ရတယ်ဆိုလို့ရှိရင်ဘလို့ဟာမျိုးတွေကဖြစ်စေတယ်လေဆိုရယ် risk factor တွေအရင်ဆုံးနားလည်ထားမှာဖြစ်တယ်ပေါ့နော်ခုနကဆရာမပြောခဲ့ပြီဒါဘလို့အကြောင်းအရာတွေကတော့ဖြစ်စေတတ်တယ်လေဒါတွေဒါတွေကိုဆရာမတို့ဘလို့မျိုး identify လုပ်မလဲပေါ့နော် risk factor တွေကရှိတယ်ဆိုလို့ရှိရင်ဒါတွေကိုဆရာမတို့ဘလို့မျိုးဟို seed တန်းပြီးတော့ခါကျတော့မှတ်သားထားရမလဲမိမိတို့ရဲ့အဲ data တွေမှာ rapid response ပေါ့နော်နည်းနည်းမြန်မြန်နဲ့တုံ့ပြန်နိုင်အောင်လို့ emergency response လုပ်နိုင်အောင်လို့ဘလို့မျိုးဆရာမတို့ကိုအဲဒါစီးပွေရအတွက်ချက်လက်တွေစဉ်းစားမလဲဆိုတာလေး idea တွေများစွာရရှိစေပြီးရအတွက်ဆရာမ risk factor တွေနဲ့ပတ်သက်ပြီးနေလေ့ထပ်ပြီးတော့ရှ င်းပြပေးပါမယ်။အဲ့တော့ခုနကကျွန်မပြောခဲ့သလိုပဲအကွက်အစုလိုက်ပေါ့နော်ကိုတစုတစုဖြစ်တဲ့ sporadic case တွေရှိမယ်။တခြားသောဒီ outbreak ပေါ့နော်ကဒီဒါတွေမှာပဲ ပြန်ပြီးတော့ဖြစ်နေတဲ့ဟာရှိမှာနောက်တစ်ခါကျစမတို့ epidemic လို့ခေါ်တယ်အလင်းမြန်စမတို့ပြန့်နှံ့ပြီးတော့ခါကြတော့ဒီ cholera ကဲသို့ပေါ့နော်ယောဂမျိုးတွေလည်းဖြစ်နိုင်နေပေါ့နော်အဲ့တော့ကျမကြီးစောင့်ရှောက်ပြီးရဌာနကြီးအဆောက်အုံကြီးအဲ့ဒါကြီးအပါဝင်ပေါ့နော်မြများဆဆကျမတို့ထိခိုက်တင်ရဒီ earthquake ကြောင့်ပေါ့နော်ငလင်းကြောင့်မလို့ဖြစ်လေလေအဲပြင်းထန်တဲ့ကုသယောဂတွေကိုစီမံကုသနေမှာဆိုတော့အများကြီးနှောင့်နှေးကြမ်းကြာလေဖြစ်နိုင်နေဆိုတော့နားလည်ထားအောင်မှာဖြစ်ပါတယ်အဲ့တော့လူသားတွေအများများလာပြီး တစ်ချိန်နဲ့တစ်ပြိုင်နဲ့တွဲပါပဲအကုန်လုံးပြုံဖြစ်တဲ့အတွက်ကြောင့်မလို့မနိုင်မနေနေဖြစ်ကြပါတော့เนาะဒီဟိုပစ္စည်းကရိယာတွေမလုံလောက်တာဖြစ်တာလူတွေမလုံလောက်တာဖြစ်တာအဲ့ဒီအချိန်မှာပဲလူနာတွေကလည်းအရန်များလာပြီးယောဂါတွေပို့ပြီးတော့ဆိုးရွားပြင်းတဲ့လက္ခဏာတွေပို့ပြီးတော့များလာတဲ့အတွက်ကြောင့်မလို့ကမကမတွေအများကြီးဖြစ်နေတယ်ဆိုတော့ဆရာမတို့ကကနဦးကကနဦးအားဖြင့်အားရရရှိထားမှာဖြစ်ပါတယ်အဲ့တော့ဂျူတင်သတိပေးချက်တွေအချိန်ကသတိပေးချက်တွေမရရှိတာဒါတွေလည်းပဲပေါင်နေတယ်ပေါ့နော်တွေ့ပြီဆရာမတို့ဒီဝိလံကောင်များဒေတာတွေဆိုရင်ပို့ဆိုးမယ်ဒါခါဆရာမတို့ဒီအာ ဟောလိဝန်ဒီဇိုင်းတွေမရှိတဲ့ပေါ့နော်ကြိုတင်ပြီးတော့3ပေးချက်တွေမရှိတဲ့ဒီနယ်မျိုးတို့နေရာမျိုးတွေပေါ့နော်မျိုးကြီးပြကြီးမဟုတ်တဲ့နေရာတွေတချို့မျိုးကြီးပြကြီးတွေဆိုလို့ရှင်လည်းပဲခုလိုမျိုးချိန်မျိုးမှာကြိုတင်3ပေးချက်တွေကိုမရရှိသလောက်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိရတယ်အဲအတွက်ကြောင့်မလို့လည်းပဲပို့ပြီးတော့ခါကြတော့ဒီငလင်ရက်တန်ကိုစိုးရွားခံစားကြရတယ်ပေါ့နော်အဲ့တော့သတိပညာဘုဒ္ဓတာအတွေ့အကြုံတော့မရှိတဲ့မျိုးတွေဆိုလို့ရှင်အဲကျွန်တော်တို့တွေပေါ့နော်ကျွန်တော်တို့ generation ကဆိုလို့ရှင် အခုဒီတော်တော်ကြီးဆရာမတို့ကြာခဲ့ပြီဖြစ်တယ်ပေါ့နော်ဒီပကုန်းငွေလေးပေါ့1030လောက်ကဖြစ်တဲ့ပကုန်းငွေလေးနဲ့ဆိုဆရာမတို့ဒီအရင်ချားပြီးတော့ဟာကြာတော့ကြာခဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဘုံလုံးဝဒါငွေလေးနဲ့ပတ်သက်တဲ့အတွေ့အကြုံပေါ့နော်ငွေလေးကြီးအတွေ့အကြုံလုံးဝမရှိရဲ့လူတွေကိုဆရာမတို့ပြောလို့ရတယ်ဥပမာဂျပန်လိုနေရာမျိုးဆိုလို့ရှိရင်အများနဲ့ငွေလေးနဲ့အများနဲ့ရှင်တွဲနေကြရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့လိုဒီနိုင်ငံတွေဆိုလို့ရှိရင်ငွေလေးနဲ့ပတ်သက်ပြီးတော့အရန်ကိုအဲလေ့ကျင့်တာတွေကြိုတင်ပြီးတော့စတိုက်လေ့ကျင့်ထားတဲ့ဟာတွေဒါတော့အကာအကွယ်လုပ်တဲ့ဟာတွေဖြစ်လာခဲ့ပြီဆိုလို့ရှိရင်လည်းဘယ်လိုမျိုးလှုပ်ရှားကြမလဲဆိုတဲ့အနေအထားမျိုးတွေသူတို့မှာ တွေ့ကြုံတွေဘူးသူတိုင်းအများကြီးရှိရပေါ့ဘူးသူတိုင်းအများကြီးရှိရပေါ့နော်တွေ့ကြုံလည်းပဲရှိမယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုပြီးကျွန်တော်တို့လူမြန်မာနိုင်ငံကြတာထံပြည်မရှိရတဲ့ကြောင့်မလို့ဖြစ်ပြနေတဲ့အခြေအနေတွေနောက်တစ်ခါကျတော့ထပ်မဲ့ကြုံလာနိုင်တဲ့အခြေအနေပေါ့ငွေလင်းလုပ်ပြီးနောက်ပိုင်းကျွန်တော်တို့ငွေလင်းလုပ်ပြီးတဲ့နောက်ပိုင်းမှာထပ်ပြီးတော့လှုပ်လာတဲ့ငွေလင်းအသေးတွေငွေလင်းအကြီးတွေနောက်ဆူနာမီလိုမျိုးကျွန်တော်တို့အကြီးဟိုပါပေါ့အစိုးစားဒီခြေလိုင်းတွေဒါမျိုးတွေလာနိုင်တယ်ဆိုတာကိုလည်းပဲဒါကျွန်တော်တို့တွက်ချက်တဲ့နေသားမျိုးတွေမှာအားနည်းနိုင်တယ်ပေါ့ကျွန်တော်တို့ဒီကျူးထင်ပြင်ဆင်တာတွေနောက်တစ်ခါအသက်ကယ်ထူတယ်ဆိုတော့ evaluation လုပ်ငန်းစဉ်တွေပေါ့ဒါတွေလုပ်ဖို့အတွက်ကိုလည်းပဲကျွန်တော်တို့အချိန်မရတဲ့တာမလုပ်တဲ့ က်တဲ့အတွက်ကြောင့်ပေါ့အဓိကတော့အတွေ့အကြုံရှိမလို့တော့ဘာလို့ကျတာပစ္စည်းကရိယာလည်းပဲလုပ်ဖို့ရတဲ့ပစ္စည်းကရိယာလည်းပဲမရှိအောင်မလုံလောက်တာဒါရီစားမလို့အဲလုပ်ငန်းဆောင်တာတွေမှာလုပ်လုပ်တဲ့ခါမှာကျွန်တော်အများကြီးနှောင့်နှေးကြံ့ကြာစနေတယ်ဆိုတော့စမားတီထားမှာဖြစ်ပါတယ်အဲ့တော့ဒါရီရပါလဲဆိုလို့ရှိရင်ဒီ outbreak တွေပေါ့နော်ယောဂကူးစက်တဲ့အပြင်ကုဆတ်ရွာကြီးပြန့်နှံ့နေဆိုရင်အနေထားမှာပို့ပြီးတော့ဟာကျတော့ပြန့်နှံ့စီရဲ့ risk factor အကြီးစားဖြစ်တဲ့ဆိုတော့ကျွန်မတို့အဓိက risk factor ဖြစ်တဲ့ဆိုတော့နားလည်ထားမှာဖြစ်တယ်ပေါ့နော် main risk factor ဖြစ်ပါတယ် ဲ့တော့ جماعه တို့ငလျင်အပြင်းနေနောက်တစ်ခါကျတော့ဆူနာမီဘေးဒဏ်ခံရပြီးတော့မှကျတော့တချို့တွေဆိုလို့ရှိရင်ရှင်တန်ပြီးတော့လွတ်မြောက်လာတဲ့လူတွေရှိမယ်ပေါ့နော် survivor တွေပေါ့ကွာအရန်ကိုပြင်းထန်တဲ့ဒီငါတန်အားနေပြီးတော့မှအသက်မသေးဘဲနဲ့ရှင်တန်ပြီးလွတ်မြောက်လာတဲ့လူတွေဆိုလို့ရှိရင်လည်းပဲတို့တွေတတိထားပြီး جماعه တို့က جماعه ရေဝန်ထမ်းတွေနေနေဆိုလို့ရှိရင်ဂိုင်ပေးရပါလို့ဆိုတော့တို့တွေကအများကြီး expose ဖြစ်ခဲ့ပြီး exposure ရပြီးသွားပြီးပိုးတွေပွားတွေတို့ရှိမှပါလာနိုင်တယ်အဲတို့ဟိုပါပေါ့အပြင်ပါ جماعه တို့ခန္ဓာကိုယ်မှာကန့်ညင်နေတဲ့ ဟိုပါဗောအငြိစေးပါညာဒါဒါတွေအပြင်ကိုသူတို့ရဲ့ဒီအသက်ရှင်လမ်းကြောင်းတွေမှာနောက်တစ်ခါကျတော့သူတို့ရဲ့ဒီဒီဟိုပါဗောသွေးလက်ဘက်မှာလမ်းကြောင်းတွေမှာဆိုလို့ရှိရင် ပုံမွားတွေအများကြီးဟို export ဖြစ်သွားပြီးတော့ခါကျတော့တို့ရှိမှဝင်နေနိုင်တယ်ဆိုတော့ကျွန်မနားလည်ထားမှာဖြစ်တယ်ပေါ့တို့ကစင်စင်မတို့ကုဆတ်ယောဂါတွေပြန်ပြီးပြန်ထန်နိုင်လို့ကြောင်းမလို့လေပဲတို့ကိုကျွန်မတို့ကအဲတေချာအဲ့လို survive ပါတယ်ဆိုလို့ရှိရင်တေချာတည်တံ့ခွဲပြီးတော့ခါကျတော့အဲကျွန်တော်တို့ထားနိုင်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့အဲတခုရှိတာကကျတော့ဟို discriminate လုပ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တို့ကိုခွဲခြားထားတာမဟုတ်ဘဲနဲ့အဲတို့ကိုတို့ရှိမှရှိပြီးသားယောဂါတွေလည်းပဲတကယ်လို့ဖြစ်လာမယ်ဆိုလို့ရှိရင်လည်းပဲ ူများကိုပြန်နိုင်ခြင်းမရှိရလဲလုပ်ခဲ့ဆိုတာမျိုးရဲ့ကျွန်တော်တို့ကဖြစ်တင်နေပေါ့နော်အဲ့တော့နောက်တစ်ခါကျွန်တော်ရာသီဥတုစုရွာပြောင်းလဲတာဖြစ်လာပြီပေါ့နော်ဒါဆိုလို့ရှိရင်လည်းပဲရေးပေါ်တော့ရေးပေါ်တုံ့ပြန်မှုတွေကအများကြီးကြိုးတန်းမှုရှိနိုင်တယ်ဥပမာဆိုလို့ကျွန်တော်တို့အဲအရန်ပူနေတဲ့အချိန်မှာအဲငလျင်လုတ်တယ်ပေါ့ပြီးတော့ခါကျတော့မပြောရမချင်အောင်ကျွန်တော်တို့ဒါရည်ကြီးရယ်စတဲ့ဒါဆိုလို့ရှိရင်လည်းပဲအရန်ပူနေရကနေပြီးခါကျတော့အရန်အေးလာတယ်ဆိုရင်ဒါမျိုးဒါကြီးလည်းဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးအကြောင်းလို့လည်းပဲမိမိတို့လုပ်ငန်းဆောင်တာပေါ့နော်ဒီငလျင်နဲ့ပတ်သက်ပြီးလုပ်ငန်းဆောင်တိုင်းအများကြီးထိခိုက်နိုင်တယ် disease ဒီ infectious disease ရာလည်းပို့ပြီးတော့ခါကြတော့ပြန့်နှံ့နိုင်လဲဆိုရင်ဒီသားမျိုးတွေအဲပြန့်နှံ့ပြီးသားဟာတွေကလည်းပို့ပြီးတော့ခါကြတော့ဒေတာတွေမှာထိန်းချုပ်ကခက်ခဲလာတယ်ဆိုရင်ဒီသားမျိုးတွေဖြစ်တတ်ပါတယ်1980လောက်ကစပြီးတော့တောက်လျှောက်ဂျုံသေးရတယ်ကဘာပေါ်ကအဆိုးရွားဆုံးငလျင်တွေကိုဒီမှာအဲ list လုပ်ပြီးတော့ဒါ pattern ပြုစုထားရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်အီတလီအဲဒီ epicenter ဖြစ်တဲ့နေရာအီတလီပေါ့နော်သူရဲ့ဒီနေရာဖြစ်တဲ့နေရာအဲ တက်ရောက်တဲ့ဒေတာတွေရေနောက်တစ်ခါကျကျွန်တော်တို့ဘယ်လောက်ဒီပြင်ရရှိတယ်လဲဆိုတာရေသူရဲ့ level အဆင့်ပေါ့နော်ဟို9လား8လားအဲ့ဒါဒီ level တွေ့ပြောဟာကျပေါ်ပြထားတယ်နောက်တစ်ခါကျတော့ human loss ပေါ့နော်ဒီကြီးရဲ့အခြေအတွေ့ပြောဟာကျတော့ဒီကခံစားရတဲ့လူကြီးရေအတွက်ဒီကျွန်တော်တို့ကျွန်တော်တို့လွယ်လွယ်ကူကူကြည့်လို့ရတယ်ပေါ့နော်အဲ့တော့အီတလီမှာရှိတဲ့ Costa Rica United States Japan Colombia Turkey Taiwan ပေါ့နော်အဲ့ဒီနေရာတွေတာတွေမှာတောက်လျှောက်ဒါတုံ့တွေ့ရတဲ့အနေအထားတွေမှတ်တမ်းတင်ထားတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ် အများဆုံးကတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီ slide မှာဆိုလို့ရှိရင်အများဆုံးကတူရကီပေါ့နော်1990ကိုတူရကီငလင်မှာဆိုလို့ရှိရင်တည်ကြည်တဲ့လူပေါင်းကလည်း1900ကျော်ရှိပြီးတော့ခါကြတော့ဒီကိုက်ပျက်စီးအဲဟိုပါတန်ရရတဲ့လူတွေဒါတက်ရောက်ခဲ့တဲ့လူတွေကလည်းပဲ၄000ကျော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေ့နိုင်တယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်2004ခုနှစ်မှာဖြစ်ခဲ့တယ်ဒါအင်ဒိုနီးရှားဆူနာမီငလေးပေါ့နော်အဲ့ဒီမှာဆိုလို့ရှင်လည်းပဲအာ ဒီမှာဘာမှတော့ကျွန်မမရေးတာပေါ့နော်ဒါတည်ကြည်ရဲ့လူကအားလုံးအပေါင်းကတော့ဒါ3600ကျော်ရှိရဲဆိုပေမဲ့လို့လည်းပဲ ဖြစ်တက်ရောက်တဲ့လူရေအတွက်ကိုကျွန်တော်တို့ဒါမခံမနိုင်ဘူးလို့ပြောလို့ရရပေါ့နော်အကောင်လုံးကအလုံးကတစားစီရှိပြီးတော့ခါကြတော့အရန်ကိုဒါဆိုးရမြင်နိုင်တဲ့ဇွန်နေသားမျိုးကိုကျွန်တော်တို့ဒါခံမန်းကြည့်လို့ရရပေါ့နော်ဘလောက်မှန်းတော့ကျွန်တော်တို့ list လုပ်လို့မရနိုင်တော့ဖြစ်တယ်ပေါ့ဒါခါကျွန်တော်တို့နောက်ထပ်အင်ဒိုနီးရှားမှာပဲ2006ခုနှစ်မှာအဲ့လိုပဲအဲလူပေါင်းဒါ9000ကျော်တည်စီပြီးတော့ခါကြတော့သိန်းငနန်းလောက်ဒီကိုတက်ရောက်ပြီးတော့ဖြစ်သွားတယ်ကျွန်တော်တို့ဒါကတော်တော်ကြီးဆိုးရွားတဲ့ ငလင်မျိုးတွေလည်းပဲဖြစ်တွေ့ရတယ်ပေါ့။ဒါခါကျမတို့အဲချိုင်းနာမှာဖြစ်ခဲ့ဒီစီချွမ်မှာဖြစ်ခဲ့2000ခုနှစ်ငလင်မှာဆိုလို့ရှင်လည်းပဲလူပေါင်းကျမတို့ဒါတောင်းနေစီတီးဆုံးပြီးတော့အခါကျတော့တိန်းနေစီပြီးတော့သုံးသိန်းကျော်လောက်ကျမတို့အဲတက်ရောက်မှုရှိရဲဆိုတော့လည်းပဲကျမတို့တွေ့နိုင်တယ်ပေါ့နော်။နောက်ထပ်များတဲ့အဲခေါင်းကတော့ကျမတို့ဒီနှစ်ပေါ်မှာပေါ့နော်။အဲဒီကဒီကြီးများရတော့နောက် 15ခုမှာဖြစ်ခဲ့တဲ့ဒီပေါ်မှာဖြစ်ခဲ့တဲ့ဒီ Everett Town ဒီငလင်မှာဆိုလို့ရှိရင်လူပေါင်း6000ကျော်တည်ဆုံးပြီးတော့ခါကျတော့သိန်း1000ကျော်ပေါ့နော်ဒါအဲဒီ guide ခဲ့ဆိုရင်အနေထားကိုကျွန်မတို့တွေ့ရမှာဖြစ်တယ်ပေါ့နော်ဒါကတော့ကျွန်မတို့အနည်းဆက်ဆုံးကဒီနှစ်ပေါ်မှာဆိုလို့ရှိရင်အဲ့လိုမျိုးကျွန်မတို့ရှိရပေါ့နော်ဒါကကျွန်မတို့နောက်ဆုံးနေမှာ China မှာလည်းပဲဒါဒီအဲငလင်မှာလည်းပဲစီချွန်ငလင်မှာလည်းပဲတော်တော်လေးပြည်စုံကြုံတာတွေများခဲ့တာတွေ့နေမှာဖြစ်ပါတယ် အဲ့ဒီမှာတော့ကျွန်တော်တို့ respiratory infection ပေါ့နော်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေပေါ့ခုနကကျွန်တော်တို့ပြောတယ်လေတွေရနေတဲ့စင်ကူးဆက်ပြန်နေတဲ့ airborne disease တွေပေါ့အဲ့ဒါတွေလည်းပါဝင်နေတခါကျွန်တော်တို့အသက်ရှူအဆုတ်ကုန်ပေါ့ဒီအသက်ရှူလမ်းကြောင်းဆိုင်ရာဒီပြဿနာတွေဖြစ်စေနိုင်တဲ့ရောဂါတွေရာလည်းပဲဒီငလျင်ကြောင်းလို့ပေါ့နော်ဒါတက်ရောက်တယ်ဆိုဒီထားမျိုးတွေကျွန်တော်တို့သိထားမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုရင်ကမ္ဘာမြေပေါ်မှာဒါတရုတ်ပေါ့နော် China နောက်တစ်ခါကျတော့ဒီဘက်ကနေပေါ်ပါကစ္စတန်အဆုံပေါ့လေသူရဲ့ဒီနေရာ ဖြစ်တဲ့နေရာတွေပေါ်မှာဒီ respiratory infection ဒီ outbreak ပုံစံမျိုးပေါ့နော်ဒီအဲကိုယ့်ရဲ့ data တွေမှာဒါထိန်းချုပ်ရခက်ခဲတဲ့နေသားမျိုးတွေဖြစ်တဲ့ဆိုရင်အထားကိုကျွန်တော်တို့ကြိုတင်ပြီးတော့ဒါကဒီလိုမျိုးသူများဒီရဲ့ဒီ scenario တွေပေါ့နော်ဖြစ်တဲ့ဟာကိုအခြေခံပြီးတော့ခါကြတော့ကြိုတင်မှတ်စားနိုင်ဖို့လေကျွန်တော်တို့ဒါလေးက idea ရဖို့ဖြစ်ပါတယ်ဒါလေးကိုပြထားတာပါ